ဟယ်လိုဒီနေ့တော့မလုတ်ပေးဖြစ်တာကြာပြီဖြစ်တဲ့ region လေးလုတ်ပေးမယ်ပေါ့နော်တဖက်သူနဲ့မင်းနဲ့ကြားတဲ့ကလက်ရှိကန့်ကြမှာကိုစစ်ပေးမယ်ပြီးရင်သူမင်းကိုပြောချင်နေတဲ့စကားတွေကဘာတွေလဲဆိုတာကိုကြည့်ပေးမှာဖြစ်တယ်ဆိုတော့ collective reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ယောက်သားရဲ့ current energy မှာကိုက်နေမှုရှိမှရှေ့ဆက်ကြည့်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ collective တင်းနဲ့မင်းတို့ရဲ့တဖက်သူရဲ့ကြားထဲမှာရှိနေတဲ့လက်ရှိ current energy ကိုပြောပြပေးပါကိုယ့် ခေါက်လိုက်ချစ်ချင်တယ်သူတို့ရဲ့တစ်ဖက်သူရဲ့ကြားထဲမှာရှိနေတဲ့လက်ရှိ current energy okay eight your pentacle long term investment အတွက်တူတူစူးစမ်းနေကြတာမျိုးကိုတွေ့ရတယ်ဟုတ်ဒီ reading ကိုရွေးချယ်ပြီးကြည့်လိုက်တဲ့သူတွေက arc sign နဲ့ water sign တွေများတယ်အဲ့လိုမျိုးနှစ်ယောက်အတွဲကိုကတယောက်က arc sign ဆိုရင်တယောက်က water sign ပေါ့နော် arc sign တွေဖြစ်တယ် torre virgo capricorn နဲ့ water sign တွေဖြစ်တယ် pisces leo uh, sorry pisces cancer scorpio ဒီ sign တွေတွေ့ရတယ်ပေါ့နော်တစ်ဖက်သူကတော့လကောင်ကိုယ့်ရဲ့ collective တွေကတော့လကောင်ဒီ sign တွေဖြစ်နေတာပြီးတော့နှစ်ယောက်လုံးကဒီလိုမျိုးပေါ့နော်တယောက်က arc sign တယောက်က water sign အဲ့လိုမျိုးအတွဲတွဲဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်အဲဒီလိုမျိုးဖြစ်နေရဆိုရင် ်လက်ရှိမင်းတို့ရဲ့ current energy ကဘယ်လိုမြင်နေရလဲဆိုတော့အဲ့တော့ political စ조사ထူးစစ်နေတာပတ်စံနေ조사စာနေရယ်အလုပ်တွေ조사နေတယ်ဘာလုပ်ဖို့လဲဆိုတော့ facial card အရာအစ်စ်တစ်ခုစဖို့ chapter အစ်စ်စဖို့ဒီ reading ကိုရွေးချယ်လိုက်တဲ့သူတွေက long term အထီသွားဖို့ရည်ရွယ်ပြီးတွဲကြတဲ့သူတွေပါမယ်တချို့သူတွေကတော့နှစ်တွေအကြာကြီးတွဲပြီးသားသူတွေလည်းပါမယ်ဒါကြောင့်မို့လို့ chapter အစ်စ်တစ်ခုစဖို့ဥပမာစေဆက်ဖို့လက်ထပ်ဖို့အရှိကိုတလန်းတိုးဖို့အတွက် အားယူနေတဲ့သူတွေပေါ့နော်ပြောချင်တာကအခုမှစတွဲပြီးတော့လုံးဝကိုအပျော်ပဲတွဲထားတာဘာ seriously စဉ်းစားထားတာမှမရှိဘူးဆိုရင်တော့ဒါမင်းတို့အတွက်မဟုတ်ဘူးလက်ရှိ current energy မှာမြင်နေရသလောက်ကတော့အလျန်အလုပ်တွေစူးစမ်းပြီးတော့ဘဝအသက်စားဖို့အတွက်အတူတူစိတ်တူကိုယ်တူစူးစမ်းနေကြတာမျိုးကိုတွေ့ရတယ်ပြီးတော့နှစ်ယောက်သားကြားထဲမှာအသက်အရွယ်ကွာခြားမှုတော့၎င်းဒီတခြားပေါ့နော်ဒီငိမ့်တာမျိုးရင်းပြက်တာမျိုးမတူတာမျိုးတော့၎င်း gap တစ်ခုခုရှိနေရကိုတွေ့ရတယ် နှစ်ယောက်ထဲကတယောက်ကပို့ပြီးအသက်ကြီးရတော့မဟုတ်ပို့ပြီးတော့ရင့်ကျက်တာဒီ relationship ကိုပို့ပြီးတော့အာတာဝန်ယူမှုတာဝန်ခံမှုလောက်တာဥဆောင်နေရပေါ့ပြောရမယ်ဆိုရင်နှစ်ယောက်ထဲကတယောက်ကအာဥဆောင်ပြီးတော့ကြတော့အနာဂတ်အတွက်ရှာဖွေပြီးတော့စူးစမ်းနေရဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒါကလက်ရှိ current energy current energy မှာကိုက်နေမှုရှိတယ်ဆိုရင်တော့စက်ကြည့်ပေါ့နော်မင်းတို့ရဲ့တစ်ဖက်သူကကိုယ့်ရဲ့ collective တွေကိုပြောချင်နေတဲ့စကားတွေကဘာတွေလဲဆိုတာကိုကြည့်ပြီးမှဖြစ်တယ် သူတို့ရဲ့တစ်ဖက်သူကပါလို့ပြောချင်တယ်လေ။ကိုယ်ကလည်းတူတူတူရဲ့တစ်ဖက်သူ။အစကားကိုပြောချင်တယ်ပြောပြမယ်ပါရှင်။ okay ခင်းတော့ဖန်တီကယ်ဒီမှာလဲအဲ့တော့ဖန်တီကယ်ဆိုတော့ပိုက်ဆံအလုပ်စူးစမ်းနေရဲ့အလုပ်အလုပ်ဖြစ်နေရဲ့လို့ပြောခဲ့ဒီမှာထပ်တွေ့တာလဲခင်းတော့ဖန်တီကယ်ပေါ့နော်အိုတထာဝါအဲ့တော့ sauce the fool okay major cut တွေကြည့်ကြအောင်ပါပဲအများကြီးကြရတယ်ဟောဆိုတော့အားအကြောင်းနှစ်ယောက်သားကအမ base of the dead မှာလဲ the empress တွေ့လားနှစ်ယောက်သားကအော်နောက်ထပ်တကက်ကလဲ the magician ဆိုတော့ဘယ်လိုပြောရမလဲဟိုအလုံးအကို seriously relationship ထဲမှာဝင်နေတဲ့သူတွေဘဝရဲ့ရေရှည်လက်တွဲပေါ်အထိတွေးပြီးတော့တွဲထားတဲ့သူတွေဖြစ်တော်ညာလေကိုယ့်ရဲ့ quality တွေဘက်ကတော့နည်းနည်းလေးပို့ပြီးတော့ ပင်မနေရတာမျိုးတွေ့တယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့ဟိုမင်းတို့ရဲ့စိတ်စိတ်စိတ်ထားတတ်တဲ့ပုံနဲ့အယူအဆတွေကြောင်ပုံပြီးပြန်မှန်းနေရတာဖြစ်လိမ့်မယ်။ဒီမှာလေး theme ကိုကကြည့်လိုက် water sign နဲ့ up sign ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ quality တွေကတော့ up sign တွေဖြစ်ခဲ့မယ်ဆိုရင်တစ်ဖက်က water sign ကအရင်စိတ်ပျော့ပြီးတော့စိတ်အလိုလိုက်တယ်ပြီးတော့အမှုပညာကသမားလိုတောင်ပြောလို့ရလောက်တဲ့အထိသူတို့ကသူတို့ကိုသူတို့ ရဲရွာလေးဖွားဖွားလေးထားတဲ့သူပေါ့နော်ပင်ပန်းခံဦးကွယ်ဒါပေမဲ့အဆိုင်တွေရဲ့ထုံးစံကကြတော့အရင်အလုတ်လောပါကြီးရေပေါ့နော်အလုတ်အလုတ်အရင်လုတ်တယ်ပြီးတော့ကြတော့ အနာဂတ်ကိုကြိုတွေးပြီးတော့သူတို့မှအစီအစဉ်တွေဆွဲပြီးတော့ပူပန်နေတတ်ကြတာပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ collective တွေကိုမြင်လိုက်ရင်ပင်ပန်းပြီးတော့နွမ်းနေနေရတာမျိုးအများရန်ဖြစ်နေတတ်တယ်ပြီးတော့အလိုမကျတဲ့ဟာတွေအများရန်များနေသလားပေါ့နော်ဒီကိုယ့်ရဲ့ partner နဲ့ပတ်သက်ပြီးတော့အလိုမကျတာတွေအများရန်များနေရတာကိုကြတော့မဟာရယာကြီးရန်နေစူးစမ်းနေရပြီးတော့သူ့ဘက်ကကြတော့ဘောဘောပါပါဖြစ်နေတဲ့အချိန်မှာအာစိတ်အလိုမကျတိုင်း ကိုယ့်ရဲ့ပါတနာပုံကိုညူစုမိတာတွေပြောမိဆိုမိတာတွေရှိတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ယူဆတွေမတူကြတဲ့အတွက်နှစ်ယောက်သားကြားထဲမှာပြဿနာလေးတွေလည်းနေငယ်မြင်နေရတယ်ကိုယ့်ရဲ့ collective တွေအမျိုးသားပဲဖြစ်ပါစေမျိုးသမီးတွေပဲဖြစ်ပါစေ nurturing energy အပြည့်ရှိတဲ့ empress ရဲ့ energy ကိုမြင်နေရတယ်။ကိုယ့်ရဲ့ partner ပေါ့နော်မင်းတို့ရဲ့ partner ကိုလက်ရှိ situation ကနေပုံမြင့်တဲ့တဆင့်ကိုရောက်သွားအောင်တွန်းတင်ပေးနိုင်စွမ်းလည်းရှိတယ်။ ြုစုပေးတတ်တယ်ယူရပေးတတ်တယ်အမေလိုမလိုကယူဆိုင်ပေးနိုင်တဲ့အပြင်ချစ်သူရည်စားလိုလည်းပံ့ပိုးမှုကိုပေးနိုင်တယ်အဲ့ဒီလို energy တွေအပြည့်ရှိတယ်ဆိုတော့ညာလဲစိုးကြိုးကဘာလဲစိုးရတာဘာလဲဆိုတော့ kino pentike အရန်ကောင်းမှာကောင်းမှာပေါ့နော်ဆိုတော့မင်းရဲ့တစ်ဖက်သူကမင်းကိုဘာပြောချက်နေလဲဆိုတော့အရန်ကြီးကောင်းမှာမှာပါနဲ့အတ္တကြီးလည်းတအားကြီးမကြီးပါနဲ့ပိုက်ဆံပဆံဆိုပြီးတော့လဲရှာဖွေမနေပါနဲ့အဲကိစ္စတိုင်းမှာ ပတ်စံနဲ့ပဲဆုံးဖြတ်လို့ရတာမဟုတ်ဘူးမင်းရဲ့ပျော်ရွှင်မှုကလည်းအရေးကြီးတယ်ဆိုပြီးတော့ကိုယ့်ရဲ့ collective တွေကိုမင်းတို့ရဲ့တစ်ဖက်သူကပြောချင်နေရပါတော့အဓိကကအာဟို king of pentacle ရပါတော့ ကိုယ့်ရဲ့ quality တွေကလက်ရှိမှာအလုပ်ပြီးရင်အလုပ်လုပ်နေတယ်ပတ်စံနေစုပြီးရင်စုနေတယ်ဒီအတွက်ပျော်ရွှင်မှုကပျောက်ဆုံးနေပြီးတော့ relationship အပေါ်မှာတော့အချိန်မပေးနိုင်ပဲနဲ့ကိုယ့်ရဲ့ partner ကိုလည်းအချိန်မပေးနိုင်မတော်ပဲနဲ့အလုပ်တွေလုပ်ရင်းနဲ့ငွေနောက်ကိုပဲလိုက်သလိုဖြစ်နေပြီးတော့မင်းတို့ရဲ့ relationship ကိုအမ်ကိုကိုရိုင်းက ဖြက်စည်းသလိုဖြစ်နေရမျိုးပေါ့เนาะပြောရမယ်ဆိုရင်နှစ်ယောက်သားနီးစပ်ချင်လို့ပဲအရှိကိုဆက်ချင်လို့ပဲနှစ်ယောက်တစ်ဘဝထူထောင်ချင်လို့ပဲတယောက်တနေရာကြီးခွဲပြီးတော့တော့၎င်းအလုံးအလုံးအလုံးတွေစူးစမ်းနေတော့ညာလဲအဲ့ဒီလိုမျိုးနီးစပ်ဖို့အတွက်စူးစမ်းနေတဲ့တဖြည်းဖြည်းဝေးကွာစီမဲ့အပြုတ်မှုတွေကိုကိုယ့်ရဲ့ collective တွေကလုံးမိနေတယ်ဆိုတာကိုမင်းတို့ရဲ့တစ်ဖက်သူကတတိပေးခြင်းနေရာမျိုးကိုတွေ့ရတယ်တထဝါရဲ့ energy ရာမင်းဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင်ငါတို့ရဲ့ relationship ကလုံးဝအဆုံးသက်သွားတော့မယ်เนาะဆိုပြီးသူကမင်းကိုပြောခြင်းနေရာ ဒီအတိုင်းနာဆက်သွားမယ်ဆိုရင်ဆိုတာကအခုကိုယ့်ရဲ့ collective တွေရဲ့လုံနေတဲ့ပုံစံပေါ့နော်အလုပ်ပဲလုပ်တယ်ပိုက်ဆံမယ်ရှာတယ်ခန်းစားချက်ကလည်းမရှိတော့ဘူးအစကတည်းကခေါင်းမာပြီးတော့ကြတော့အတ္တနဲ့ nearly လွှမ်းတတ်တဲ့သူမျိုးပေါ့နော်ကိုယ့်ရဲ့ collective တွေကကိုယုံကြည်ရအောင် နောက်မဆုတ်စတဲ့အဲလှုပ်ပြီးတော့ကြတော့နှိမ့်နှိုင်းဆွေးနွေးရခက်ခဲတဲ့သူမျိုးတွေပေါ့နော်ဝမ်းနည်းနေရတယ်နာကျင်နေရတယ်ဆိုရင်တော့အပြင်ကိုထုတ်မပြောဘဲနဲ့ကိုယ့်ဘာကိုတယောက်တည်းတိတ်ပြီးခံစားရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းတို့ကမင်းရဲ့မင်းတို့ရဲ့တစ်ဖက်သူမြင်တာကတော့ခေါင်းမာပြီးတော့အတ္တကြီးရယ်ခံစားချက်မရှိဘူးနှလုံးသားမရှိလိုက်တာဆိုပြီးတော့မြင်နေရပါတော့เนาะဒီတိုင်းသာဆက်သွားမယ်ဆိုရင်ねငါတို့ရဲ့ relation က မတားခင်မှာအဆုံးတတ်တော့မယ်နော်ဆိုပြီးသူမင်းကိုပြောကြင်နေရအဲ့ရတကယ်လဲဟုတ်တယ်ပေါ့နော်ဒီတိုင်းလာဆက်သွားမယ်ဆိုရင်သူ့ရဲ့ခံစားချက်မင်းပေါ်ထားတဲ့ မျောလင်းချက်ဒါတွေအကုန်လုံးကအဆုံးသက်သွားပြီးတော့အခုကနေစပြီးတော့လာမဲ့16ပတ်နဲ့16လအတွင်းမှာဒီ relationship က the end ဖြစ်သွားနိုင်တယ်လုံးဝအဆုံးသက်သွားလိမ့်မယ်ပေါ့နော်ပြိုကွဲပျက်စီးရတာဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ collective အနေနဲ့ကတော့ပြန်ပြီးတော့တုံ့တက်ဖို့အတွက်အကြံပေးခြင်း ਨੇ aerosol ရဲ့ energy နဲ့ပေါ့နော်မင်းကိုသူကပါပြောခြင်းနေလဲဆိုတော့မင်းနဲ့ပတ်သက်ပြီးတော့အခုအချိန်မှာငါအမှန်အမှားမဆုံးဖြတ်နိုင်တော့တဲ့အထိငါရဲ့စိတ်တွေပြင်းမှန်းနေပြီပိတ်မိနေပြီ မင်းလုံးနေတာတွေကမှန်လားဒါမှမဟုတ်ငါကပဲမှားနေတာလားဘသူကမှန်ပြီဘသူကမှားနေလဲငါကတကယ်ကိုမဝေခွဲတတ်တော့ဘူးဒါပေမဲ့လေတေချာကတော့ငါမင်းကြောင့်မို့လို့နာကျင်နေရပြီပြင်မှန်းနေရပြီချက်ချင်းမြင့်တာဆိုတာကိုမခံစားရဘဲနဲ့ဒီငါတို့ရဲ့အခြေရေးကြီးကမင်းကြောင့်ပဲအစင်မပြေမှုတွေစိတ်ပင်ပန်းရမှုတွေပို့ပို့ပြီးတော့များလာနေပြီဆိုတာကိုသတိထားကြည့်ပါအောင်ဆိုပြီးတော့သူမင်းကိုပြောချင်နေရပေါ့နော် The fools အရာ ဒီလိုမျိုးပဲပေါ့နော်လက်ရှိအချိန်မှာမင်းကြောင့်မို့လို့သူစိတ်ပင်ပန်းနေတယ်စိတ်တန်ရာတွေရနေတယ်နောင်တတွေရပြီးတော့ဘယ်ဟာကိုဘာလို့လုံးရမယ်မသိပဲနဲ့ဒီအချိန်ကြီးကြီးကနေလွတ်မြောက်ဖို့ရုံထွက်ဖို့ဘယ်လိုစူးစမ်းရမှန်းသူမလုတ်တက်ဖို့ဆိုတော့ညာနောက်တစ်ခေါက်လောက်တော့ risk ယူပြီးတော့သူမင်းကိုယုံကြည်လိုက်ချင်သေးတယ်ဆိုပြီးတော့ပြောနေရအောင်တွေ့ရတယ်ကိုယ့်ရဲ့ collective တွေကမျိုးသမီးပဲဖြစ်ပါစေမျိုးသားပဲဖြစ်ပါစေတစ်ဖက်သူကမင်းတို့ကြောင့်အတော်လေးကိုပင်ပန်းကြီးငွေနေရတာမျိုးတွေ့ရတယ်မချစ်လို့မဟုတ်ဘူးနော်ဒါပေမဲ့အနှစ်ယောက်သားကြားထဲမှာသဘောထားမတိုက်ဆိုင်တာတွေ ကာရက်တာမတူတာတွေညှိနှိုင်းဆွေးနွေးဖို့လိုအပ်နေတာတွေကအများများတဲ့အချိန်မှာချက်ချင်းမြင့်တာတွေကတဖြည်းဖြည်းပျောက်ွယ်လာပြီးတော့ကြတော့နှစ်ယောက်သားကြတဲ့မှာရေခဲဓူလိုမျိုးတဖြည်းဖြည်းအေးဆက်လာတာမျိုးတွေ့ရတယ်။အဲ့လောက်အချိန်နေဆိုးနေတယ်ဆိုရင်တောင်မှပဲငါကတော့စွန့်စားပြီးတော့တစ်ခေါက်လောက်မျိုးထပ်ပြီးတော့ယုံကြည်ခြင်းသေးတယ်ဆိုပြီးတော့သူမျိုးပြောနေအောင်ပြောချင်နေအောင်တွေ့ရတယ်ပေါ့နော်။အစင်ဘလောက်ပဲမပြေနေပါစေ အခုသူဘလောက်ပဲဝမ်းနေနေပါစေဘလောက်ပဲပင့်မနေရပါစေမင်းကိုနောက်တစ်ခေါက်တော့ငါယုံကြည်ခြင်းသေးတယ်ဒီတစ်ခေါက်တော့ကံတရားကငါ့ကိုမျက်နှာသာပေးမှာပါဒါကြောင့်မို့လို့မင်းအမြင်မှန်ရပြီးတော့ငါတို့ရဲ့ relationship လေးကိုပြန်ပြီးတော့အသက်သွင်းနိုင်မယ်လို့ငါယုံကြည်ပါတယ်တဲ့ဆိုတော့မင်းအနေနဲ့ကပေါ့နော်ကိုယ့်ရဲ့ quality တွေအနေနဲ့က material ပေါ့နော်အပြင်ပိုင်းရုပ်ပိုင်းဆိုင်ရာပိုင်းဆိုင်မှုတွေကိုကြည့်ပြီးတော့တကယ် true self ဆိုတာကိုဆုံးဖြတ်နိုင်မိသလားပေါ့နော် အဲ့ဒီလိုမျိုးအပြင်ပိုင်းရုပ်ဝတ္ထုပိုင်းဆိုင်မှုတွေကကိုတို့ရဲ့တကယ်အစစ်အမှန်ပုံစံကိုမဖော်ပြနိုင်ဘူးဒါတွေကတဖြည်းဖြည်းနဲ့ငါတို့ရဲ့စစ်မှန်မှုကိုဖုံးကွယ်သွားလိမ့်မယ်မင်းသတိထားပါအောင်ဆိုပြီးတော့သူကမင်းကိုပြောချင်နေပါတယ်ကိုယ့်ရဲ့ collective တွေကအရန်ကိုဘယ်လိုပြောမလဲဟို target တွေရှိမှာပေါ့နော်အသက်ဘယ်လောက်မှာတော့ဘာလေးကိုတော့ပိုင်ဆိုင်ရမယ်ပဲအချိန်မှာတော့ဘယ်လိုဘဝမျိုးလေးနဲ့နေကျင်တာဆိုပြီးတော့ဒီလိုမျိုးပေါ့နော်ဟိုကို target ကိုမှီဖို့အတွက်အသေးအံကြိုးစားနေတဲ့အချိန်မှာကို့ဘေးနားမှာရှိနေတဲ့ partner နဲ့ကိုနဲ့ကအာအပေးယူတွေမများတွေဖြစ်လာတယ်။ဒေါ်ရတိုက်ဆိုင်မှုတွေကွဲလွဲလာတယ်။ဒီအချိန်မှာဒီဆက်ဆံရေးလေးကနှစ်ယောက်သားညီဆက်ဖို့ကြိုးစားနေရင်းနဲ့ပဲတဖြည်းဖြည်းဝေးကွာသွားဖို့အတွက်လုံးမိနေတယ်လို့ဖြစ်နေတာပေါ့နော်။အိုင်းနာဆက်သွားနေမယ်ဆိုရင် ငါမင်းပေါ်ကိုတစ္ဆာရှိရှိထပ်ပြီးချစ်ပေးနိုင်ပါမလားမသေးကြတော့ပါဘူးဆိုတဲ့စကားလေးလည်းပါလာတယ်။ဆိုတော့ပေါ်တော့ဒီအတိုင်းကပဲခန်းစားချက်တည်းအားအေးခဲပြီးတော့ဆက်သွားနိုင်မယ်ဆိုရင်မင်းတို့ကြားထဲမှာတတိယသူဝင်လာတဲ့အထိအခြေအနေတွေကစိုးသွားနိုင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်။အခုလက်ရှိမှာလည်းနှစ်ယောက်သားကတယောက်ရဲ့ခံစားချက်ကိုတယောက် ထုတ်ဖော်မပြောကြဘူးပေါ့နော်အဆင်မပြေဘူး။ ဟုတ်ပြီမပြေတဲ့အတိုင်းပဲမာနာတွေနဲ့သူကလည်းသူလုံးချင်အောင်လုပ်တယ်မင်းကလည်းမင်းလုံးချင်အောင်လုပ်တယ်အဲ့ဒီလိုမျိုးနဲ့တဖြည်းဖြည်းဝေးကွာသွားနေရအောင်တွေ့ရတယ်ပေါ့နော်တစ်ဖက်လူကလည်းဒီရဲ့အချိန်မှာသူဒီလိုတွေပြောကျင်နေတယ်ဒီလိုတွေခံစားနေရပါတယ်ဆိုတာကိုသူမင်းကိုဘယ်တော့မှသူ့ရဲ့ emotion တွေကိုထုတ်ပြောမှာမဟုတ်ဘူးတဲ့อืมမင်းစီကနေအဖြေတစ်ခုရတဲ့အထိသူစောင့်မယ်လို့တော့ပြောတယ်ပေါ့နော် မင်းပြောင်းလဲသွားမလားပေါ့နော်အခုလက်ရှိလုပ်နေကြတိုင်းပဲဆက်ပြီးလုပ်နေအောင်မလားဒါမှမဟုတ်ပြောင်းလဲမှုရှိလားမလားသူစောင့်ကြည့်ပါအောင်မယ်တဲ့ပြီးရင်တော့သူလည်းသူလုံးတင်တာကိုသူလုံးမယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ငါမင်းကိုခဏခဏတတိတွေပေးပြီးနေပြီခဏခဏလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါတို့ကြားထဲမှာစကားတွေအများကြီးပြောပြီးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့သူ အကြကြီးထပ်ပြီးတော့စောင့်နိုင်ပါမလားမသေးကြဘူးဆိုပြီးတော့ပြောကြည့်နေတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ဒါဟာ collective reading ဖြစ်ပါတယ်ဒီလိုမျိုး free reading လေးတွေကိုအများန်လက်ခံရရှိခြင်းရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါရှင် like and share လုပ်ပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ် comment လေးတွေအားလုံးကိုလည်းကို like ပြီးတော့ဖတ်ဖြစ်ပါတယ်နော် Facebook နဲ့ TikTok မှာလည်း active ဖြစ်ပါတယ် Facebook မှာတော့ pick a file လေးတွေအလင်းတင်တယ်လို့တင်ပေးလေးရှိတယ်ဆိုတော့အဲ့ဒီမှာကတော့ပို့ပြီးတော့ fan ဖြစ်မယ်ပေါ့နော် သို့တော်လည်းဒီလိုဗီဒီယိုအရှိန်တွေကတော့ YouTube ကပို့ပြီးတော့ active ဖြစ်ပါတယ်။ Personal reading ဝယ်ခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ Telegram channel လေးမှာ Telegram link လေးမှာပို့ကင်လာယူလို့ရတယ်။ကို YouTube က follower တွေအတွက်က Facebook က follower တွေအတွက်က description မှာ Telegram link ကို private network လေးကိုချပေးထားပြီးသားဖြစ်တယ်ပေါ့နော်။ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်။ကိုယ့်ရဲ့နောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော်။တတ်တန်း